ဒီတစ်ခေါက်မှာတော့တချို့တို့ဝကြတွေမှာဘယ်နေရာမှာတချို့တို့ capital letters သုံးလို့ရမလဲဆိုတာကိုလေ့လာကြည့်ရအောင်ရှင်။ဒီသင်ခန်းစာလေးကအခြေခံဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုသာကိုကမှားမယ်ဆိုရင် order ဆိုရင် basic တောင်မပိုင်သေးဘူးလို့ယူဆခံရမှာ ဖြစ်လို့အမှတ်ရနိုင်နေ။အဲဒီအတွက်ကြောင့်မလို့ဒါလေးလည်းအရေးကြီးတယ်နော်။လွယ်ပေမဲ့အရေးကြီးတယ်။ပထမဆုံးတချို့တို့သတိထားရမှာဒီဘလိုပဲဖြစ်ဖြစ် sentence ကိုစတိုင်း capital letter နဲ့စရမှာဖြစ်တယ်ရှင်။ She loves reading. ဒါဆို she s ကို letter s ကိုအကြီးရေးထားတာတွေ့ရမယ်နော် နောက်ထပ်တစ်ခုအနေနဲ့တချို့လူသတိထားရမှာ proper nouns တဦးဆိုင်နံနေဖြစ်ပါတယ်တဦးဆိုင်နံဆိုတာကတော့ specific ဖြစ်တဲ့ names တွေအမည်နာမတွေကိုပြောတာဖြစ်ပါတယ်ဥပမာလူတွေရဲ့နာမည်လိုမျိုးဒါဆိုရင်ဝကြအစာပဲဖြစ်ဖြစ်အလယ်မှာပဲဖြစ်ဖြစ်ဒီဟာရဲ့စလုံးအစကိုတော့အကြီးရေးပေးရမှာဖြစ်ပါတယ်နေရာဒေသတွေရဲ့နာမည်ဥပမာမြို့တွေဒါနိုင်ငံတွေနေရာတိတိကျကျတွေရဲ့နာမည်မျိုးတွေဒါမှမဟုတ် company names တွေဒါမှမဟုတ် books တွေ movies တွေရဲ့အမည်နာမတွေ titles တွေဒါမျိုးတွေဆိုရင်လည်းတချို့ တဦးဆိုင်နဲ့တီးတန့်ဖြစ်တဲ့နာမည်တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုဝကြအစပဲဖြစ်ဖြစ်အလဲမှာပဲဖြစ်ဖြစ်နောက်ဆုံးမှာပဲဖြစ်ဖြစ်သူတို့ရဲ့အစအစဆလုံး letter ကိုတော့အကြီးနဲ့ရေးပေးရမှာဖြစ်တယ်ရှင်။ နောက်ထပ်တချို့လိုစနစ်တစ်ခုကတော့ i ဖြစ်ပါတယ်။ဒါဆိုရင် pronoun i ကတော့ဝါကျရဲ့ middle ပဲဖြစ်ဖြစ်ဒါမှလည်းတချို့လိုအကြီးရေးဖို့လိုပါတယ်။ For example Sakura and I are from Japan ။အဲဒါဆိုရင်အရှိမစားတာကတော့ sakura ပေါ့နော် s အကြီးထားတဲ့ i ကိုတချို့ကအလဲမဆိုပြီးတော့အသေးပြောင်းလိုက်လို့မရဘူးရှင်သူ့ကိုလည်း capitalize လုပ်ပေးရပါမယ် ောက်ထပ်နည်းလေးတစ်ခုကတော့တချို့တို့ day တွေ month တွေ holiday တွေအခေါ်ဝေါ်တွေမှာလေဒါစလုံးအစအအကြီးနဲ့ရေးပါတယ် Monday Tuesday ဒါဆိုရင်ဝကြအစပဲဖြစ်ဖြစ်အလဲမှာပဲဖြစ်နောက်ဆုံးမှာပဲတွေ့တွေ့ဒီစကားစလုံးလေးတွေရဲ့အရှိပထမဆုံး first letter ကိုတော့အကြီးရေးပေးရမယ်ရှင်လာဒီလည်းဒီလိုပဲเนาะ holidays တွေလည်းဒီလိုပါပဲရှင်ဒါပေမဲ့ season တွေကိုတော့တတိထားပါပုံမှန်အဖြစ်တချို့ spring တို့ winter တို့ summer တို့သူတို့ဆိုရင်เนาะဝကြရဲ့အရှိမဟုတ်ပဲနဲ့အလဲတွေနောက်တွေရောက်နေလေဒီလိုအကြီးရေးတွေထဲမှာမပါပါဘူးเนาะ ကဲနောက်ဆုံးတစ်ခုလေးဒါလေးကတော့အရေးကြီးပါတယ်တချို့ကတစုံတရာကိုထိုင်တော့ပေးတဲ့အခါကျရင်စလုံးတစ်လုံးနဲ့ပါတဲ့အမည်ဆိုရင်တော့ကိစ္စမရှိဘူးဒါဆိုအရှိစလုံးအကြီးလိုက်လို့ရတယ်တကယ်လို့တချို့ရဲ့ဥမာဒီလိုပုံစံမျိုးလေးပေါ့နော်သူ့ရဲ့စာအုပ်နာမည်လေးကဒါမျိုးလေးဖြစ်နေရဆိုရင်တချို့တွေဒီသူ့ထဲမှာပါတဲ့စကလုံးလေးတွေတဲကအရေးကြီးတဲ့စကလုံးလေးတွေရဲ့အရှိအစလေးတွေကိုသာလေးရေးသွားမှာဖြစ်တယ် for example ဒီမှာ t t ကိုတော့အကြီးနဲ့ရေးရတယ်ဘာလို့လဲဆိုတော့ဒါအရှိဆုံး စလုံးဖြစ်တာအောင်เนาะဒီကထီရလည်းကြီးနေဖြစ်သွားပါလို့လဲဆိုတော့သူလည်းဟိုအရေးကြီးတဲ့နေရာမှာပါလို့ဒါပေမဲ့ off ကတော့အရေးကြီးတဲ့နေရာမှာပါရလို့မယူဆဘူးအထူးသဖြင့်အခုလို preposition တွေ articles တွေ an there တွေတခြား in တို့အခုလို of တို့ at တို့ to တို့အဲ့စကလုံးလေးတွေဒါဒီ title ရဲ့အရှိဆုံးမှာမဟုတ်ပဲအခုလို middle မျိုးမှာတွေ့မယ်ဆိုရင်ဒါကိုအကြီးနဲ့မရေးပါဘူးเนาะပြီးရင်နောက်ထပ်အမည်ထပ်ရောက်သွားတယ်အော်ဒါဆိုအကြီးနဲ့ပြန်ရေးတယ်ဒါဆို title ပေးတဲ့အခါအရှိဆုံးအကြီးနဲ့ရေးစရာမလိုတာက preposition လိုမျိုးတွေ to တို့ in တို့ at တို့ of တို့အပြင်တချို့ article an တဲ့သူတို့ကတော့အရှိဆုံးမှာမဟုတ်နေပဲနဲ့အလယ်မှာတွေးခဲ့မယ်ဆိုလို့ရှိရင်ဒါအကြီးနဲ့ရေးစရာမလိုပါဘူးရှင့်ဒါလေးကိုဒါဥပမာလေးမှတ်ထားလို့ရပါတယ်နော် all right ကဲဒါဆိုရင်ဒီချိန်ကဒီမှာဒီ sentence လေးမှာဆိုရင်ဘယ်နေရာလေးတွေကို capital letter လေးပြောင်းရမလဲဆိုတာကိုတစ်ခါလေးလိုက်ပြီးတော့ဖြည့်ကြည့်ပါရှင်